်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကနိုင်ငံရေးပါတီတွေအနေနဲ့ရွေးကောက်ပွဲအတွက်နိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကနေမဲဆွယ်စည်းရုံးနာမှာစစ်တပ်ကုံတိတ်ခါထိခိုက်အောင်မပြောမိဖို့နဲ့စစ်တပ်ပြုတ်ကွဲစီမဲစကားမပြောဖို့အပါအဝင်စီကံချက်၉ချက်ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာလ25ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ဒီထုတ်ပြန်ချက်မှာတော့နိုင်ငံရေးပါတီတွေနိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်သံကနေမဲဆွယ်စီရင်ရေးဟောပြောနိုင်ဖို့အော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိခွင့်ပြုတယ်လို့ဖော်ပြထားပါတယ်။မဲဆွယ်စည်းရုံးဖို့ပါတီတစ်ခုကို15မိနစ်ပြောခွင့်ပြုမှာဖြစ်ပြီးမဲဆွယ်စည်းရုံးရေးပြောမယ့်အဆောင်မျိုးကိုလည်းတင်ပြပေးရမှာဖြစ်တယ်လို့တင်ပြထားတဲ့အဆောင်မျိုးကို UEC ကစစ်စစ်ပြီးပြန်လည်ပြင်ဆင်ရေးသားမယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ မဲဆွဲစီယုံရေးကိုတိုင်းသားဘာသာစကားနဲ့လည်းစီယုံခွင့်ပြုမှာဖြစ်ပေမဲ့အစာမိုးတင်ပြရင်မြန်မာဘာသာနဲ့ပါပူးတွဲတင်ပြရမှာလည်းဖြစ်တယ်လို့သိရပါပါတယ်ရှင်။ ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကစစ်ကောင်မရှင်တပ်တွေကိုးကွယ်ခဲ့တဲ့တပ်ဦးဖုန်ကြီးချောင်းကိုစစ်ကောင်မရှင်ကစက်တင်ဘာလ26ရက်နေ့ညနေ4နာရီခွဲလောက်ကလေးချောင်းကနေဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ဖုန်ကြီးချောင်းတဆောင်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်အခုဖုံးကျဲခံရတဲ့အချောင်းကစစ်ကောင်စီတွေကိုးကွယ်ခဲ့ကြတဲ့ဖုန်ကြီးချောင်းဖြစ်ပြီးတောင်ကုန်းတိုက်ပွဲကလေးကဆရာတော်ကအချောင်းမှာသတင်းမသုံးတဲ့အတွက်လူအထိခိုက်တော့မရှိဘူးလို့သူကပြောပါရယ်ဒါပြင် အရင်ကတောင်ကုန်းမြို့ကိုလေးချောင်းတိုက်ခိုက်တာမရှိဘဲအခုလိုတိုက်ခိုက်ခဲ့တဲ့အပေါ် မြို့ကန်တွေကြားစိုးရိမ်မှုတွေရှိနေကြတယ်လို့သူကဆက်ပြောပါတယ်။တောက်ကုန်းမြို့ကိုအရခတ်တတော် AA က2024ခုနှစ်ဒီဇင်ဘာလကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပထမဆုံးအကြိမ်စစ်ကော်မရှင်တပ်ကလာရောက်ပြီးပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ကစက်တင်ဘာလ12ရက်နေ့ကလည်းရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တရက်တပင်ကြီးရွာကကိုပိုင်အထက်တန်းစာတင်ကျောင်းတစ်ခုကိုလေကျောင်းတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားယောက်20တိဆုံးခဲ့ပြီးနောက်ထပ်28ယောက်ထပ်မင်းဟာလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်ရှင်။ မန္တလေးမြို့မှာစတင်အသုံးပြုနေပြီဖြစ်တဲ့ရွေးလျားမီးပွိုင်တွေကရင်ကျောပိတ်ဆို့မှုကိုမဖြေရှင်းပေးနိုင်သလိုမီးပွိုင်နဲ့လည်းအသားမကျသေးဘူးလို့မြို့ကန်တွေကပြောပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်မန္တလေးမြို့တော်စီပင်သားရဲကော်မတီကတည်ထွင်ဖန်တီးထားပြီးမန္တလေးရဲ့ရင်ကျောပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့အသုံးပြုနေတဲ့ရွေးရှာမီးပွိုင်တိုင်တွေဟာရင်ကျောပိတ်ဆို့မှုတွေကိုမဖြေရှင်းနိုင်သလို မြို့ပံအနေနဲ့လည်းအသာမကျသေးဘူးလို့ဒေတာခန်တွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တဘာလတတိယပတ်မှာစတင်အသုံးပြုလာတဲ့ရွေးရှာမီးပွိုင်းတိုင်းတွေဟာရင်ကျောပိတ်ဆို့မှုကိုဖြေရှင်းမှုဆိုပေမဲ့အပန်တကယ်ရင်ကျောပိတ်ဆို့တဲ့နေရာတွေမှာအသုံးပြုနေတာမဟုတ်တဲ့အတွက်ရင်ကျောပိတ်ဆို့နေတဲ့ပြဿနာကိုမဖြေရှင်းနိုင်ကြောင်းဒေတာခန်တယောက်ကပြောပါတယ်။ ူရဲ့ရွေးစရာမီပိုင်းကကျတော့သေးတယ်မာသေးတယ်ဆိုတော့ကားအမြင့်နေမာကုမ္ပဏီကားတွေပါကုမ္ပဏီကားတွေဆိုလို့ရှိရင်တော့မြင့်နေလေအဲ့ကားတွေဆိုလို့ရှိရင်အဲ့ကားတွေကရှေ့ရပိတ်နေနောက်ကဆိုင်ကယ်တွေနဲ့ကားနှိမ့်နေကကျတော့ဒီမီပိုင်ယူဘလို့မြင်မလဲသူ့မီပိုင်ကကျတော့လူတရဲကျော်တဲ့ဟာအောင်မှာအဲ့လမ်းလဲကောင်ကြီးမှာချထားတာမာရဲ့အဲ့လိုမျိုးဆိုတော့ပုံမှန်ကျွန်တော်တို့မီပိုင်နေရဒီအပေါ်မှာမီကိုလမ်းကြည့်ရတာဟောဒီရနဲ့လေမျိုးကန်နေရအသားမကြအောင်နောက်တစ်ခုကရင်ကျော်ပိတ်ရင်ကျော်ပိတ်ဆိုးမှုကလည်းအခုကတော်တော်ကိုဆိုးဆိုးဝါးဝါးကိုဖြစ်နေရဟိုအရင်ကတော့ ံပိလန်းနေမပိတ်တာတောင်မှဂျုံပိလန်းနေရောပိတ်အခုမနေ့ဂျုံသွားချင်းညနေဂျုံပြန်ချင်းဆိုတမျိုးလုံးပိတ်ပေါ့နော်သူတို့အဲ့ဒါဟိုဖြည့်ရှင်းဖို့တခြားနီလန်းလည်းမစင်တာအောင်နောက်တစ်ခုကမီးပွိုင်းနေလည်းအလုံးမလုံးမီးပွိုင်းကဟိုအမင်းမီးပွိုင်းနေရလွဲပြီးဂျန်နေမီးပွိုင်းနေကုန်လုံးမီးတောင်အများနဲ့ပြက်နေတယ်လို့ပဲရွေးရှာမီးပွိုင်းကိုကာကြောပိတ်ဆို့တဲ့နေရာတွေမဟုတ်တဲ့မန္တလေးကျုံတောင်ဘက်ထွက်ပေါက်က26လမ်း83လမ်းမီးပွိုင်းလမ်းစုံလိုနေရာတွေမှာအုံပြနေတာဖြစ်လို့အမှန်တကယ်ရင်ကြောပိတ်ဆို့တဲ့နေရာမှာတုံးနေရမဟုတ်ဘူးလို့ဒေတာခန်တွေစီကားသိရပါဗျ။ လက်ရှိမှာတော့ရွေးရှာမီပွိုင်တွေကိုမြို့ရဲ့ရင်ကျောပိတ်ဆို့တဲ့နေရာတိုင်းမှာအသုံးပြုနေတာမဟုတ်တလို့မီပွိုင်လုံလောက်မှုမရှိတဲ့အတွက်ရင်ကျောပိတ်ဆို့တဲ့ပြဿနာကိုမဖြေရှင်းနိုင်ကြောင်းနောက်ထပ်ဒေသခံတယောက်ကလည်းပြောပါတယ်။ရွေးရှာမီပွိုင်တွေနဲ့ပတ်သက်ပြီးတော့သုံးနေရတာရှိပေါ့။မီပြက်နေတဲ့နေရာမီပွိုင်ပြက်နေတဲ့နေရာတွေမှာရင်ကျောပိတ်ဆို့မှုတွေကိုကာကွယ်ဖို့ဖြေရှင်းဖို့အတွက်တုံ့ပြန်လို့ထင်တာပဲ။ဖြေရှင်းနိုင်မလားဆိုတာတော့အဲ့လိုမလိုဘူးလို့ထင်တယ်။ဘာဖြစ်လို့လဲဆို ရှိတဲ့ပုံမပေါ်ဘူးတွေ့တာတော့တစ်ခါပဲတွေ့ဘူးလေတချို့ဆိုပြောတော့ပြောနေကြတယ်ဘယ်ချင်းခိုးခံမလဲမသိဘူးလို့ဘယ်ကောင်ဝင်တိုက်အောင်မလဲမသိဘူးပေါ့လေအဲ့တော့အဲ့ဒါတွေကလည်းပြောလို့တော့မရဘူးဘယ်ချင်းခိုးခံမလဲဆိုတာကတော့ခေကာလာကလည်းခေါင်းနံပုံလေးရထားတဲ့ဆက်တော့ခတ်တဲ့ဆိုင်ကယ်ကိုတော့ဆက်တော့မြန်မာကဖြုတ်ပြီးတော့ခိုးနေကြတယ်လျှက်စမီပြတ်တောက်ချိန်အဓိကမီးပွိုင်းအကြီးနေရာတွေနဲ့အချိန်ပိုင်းရင်ကျောပိတ်တဲ့လမ်းစုံနေရာတွေမှာရင်ကျောကျက်တဲ့ပြဿနာကိုဖြေရှင်းဖို့ရွေးရှာမီးပွိုင်းကိုစီစဉ်ခဲ့တာဖြစ်တယ်လို့ မန်းမြို့တော်စီပင်ကတာဝန်ရှိသူတယောက်ကပြီးခဲ့တဲ့ဇူလိုင်လမှာဝါရဖြန့်သတင်းမီဒီယာတွေကို ဖြေကြားထားတာရှိပါတယ်။ဆိုလာနဲ့ဖန်တီးထားတာဖြစ်လို့မြပြချိန်တွေမှာလည်းအလွယ်တကူရွေးရှားနိုင်ပြီးအရေးပေါ်နေရာတွေမှာအဓိကအသုံးပြုမယ်လို့လည်းဆိုထားပါတယ်။ကျွန်မဝေပါ ဂီတလောကမှာအခိုင်အမာရပ်တည်နိုင်ခဲ့တဲ့တေးတေးဆိုအသိပညာရှင်ဖီတာခင်ညိုရဲ့နောက်ဆုံးခရီးကိုအနုပညာအတိုင်းဝန်းနဲ့တေးဂီတပြိသက်တွေလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ဖီတာခင်ညိုဟာຫນွေသချင်းအပါဝင်ဒီဇမမနက်ခင်ຫນွေမဆိုရင်မပြမြခွာညိုစတဲ့အောင်မြင်ကျော်ကြားတဲ့တေးသချင်းပေါင်းများစွာကိုတည်ဆိုခဲ့ပြီးတေးသချင်းပေါင်း၁၀၀ကျော်နဲ့တေးစီရီအခွေပေါင်း၂၀ကျော်ကိုတည်ဆိုခဲ့သူပါ။ ဖီတာခင်ညူရဲ့နှွေမြခွာညုံအလွမ်းတချင်နှွေသားဆိုရင်မပြကျူရှင်လေကားရင်စားတဲ့တချင်တွေကတော့လက်ရှိအချိန်ထိရေပန်းစားနေစေဖြစ်ပါတယ်ဖီတာခင်ညူကွယ်လွန်တဲ့အချိန်မှာအသက်80ရှိပြီဖြစ်ပြီးဇနီးနဲ့သား၃ယောက်တည်ရခဲ့တယ်လို့သိရပါတယ်ရှင်တရုတ်နိုင်ငံပိုင် TikTok American C ရောင်းဖို့အသင့်ရှိကြောင်းနဲ့ဒေါ်လာ14ဘီလီယံနဲ့ရောင်းချဖို့တံပိုးသတ်မှတ်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဥပဒေလိုအာဏာတည်တဲ့အမိန့်မှာလက်မှတ်ရေးထိုးခဲ့ပါတယ် ကမ္ဘာလုံးဆိုင်ရာရှင်းနှီးမြှုပ်နှံသူတွေကလည်း2024ဥပဒေရဲ့နိုင်ငံလုံးချုပ်ရေးအတွက်လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းရမှာဖြစ်ပါတယ်။ TikTok ကိုသုံးသပ်သူတွေကတံမိုးဖြတ်ပြီးတဲ့နောက်မှာဒေါ်လာ14ဘီလီယံတံမိုးသတ်မှတ်ခဲ့တယ်လို့ဒုသမရ JD Bank ကပြောပါတယ်။ဒီမိတ်ထုတ်ပြန်ချက်မှာ TikTok ကိုအမေရိကန်ကပိုင်ဆိုင်ခွင့်ပါဝင်ပေမဲ့အသေးစိတ်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး TikTok ဟာအမေရိကန်မှာ30သူတန်းတရာ80ရှိပြီး Trump သမ္မတအဖြစ်ထပ်ရွေးခံရဖို့ပြီးခဲ့တဲ့နှစ်ကအကူအညီဖြစ်ခဲ့ပါတယ် ထရန့်ဟာ TikTok မှာ follower 15သန်းရှိသလိုအင်ဖီရောကလည်းပြီးခဲ့တဲ့လက TikTok အကောင့်စာဖွင့်ခဲ့တာကိုတွေ့ရပါတယ်။ TikTok ကိုဝယ်ယူမဲ့အစီအစဉ်မှာကမ္ဘာအဆင့်ရင်းနှီးမြှုပ်နှံသူ၄ဦးဒါမှမဟုတ်၅ဦးကစုပေါင်းဝယ်ယူဖို့ဖြစ်လာနိုင်တယ်လို့ American သတင်းဌာနတွေက ဖော်ပြပါတယ်။မိခင်ကုမ္ပဏီ Binance ဟာဝန်ထမ်းသစ်တွေရှယ်ယာပြန်ဝယ်ယူတဲ့အစီအစဉ်ကြောင့် TikTok ရဲ့တန်ဖိုးကိုဒေါ်လာဘီလီယံ330ကျော်သတ်မှတ်ထားပါတယ်ရှင်။ အာဖရိကတိုင်းအရှေ့ဘက်မှာရှိတဲ့အိန္ဒိယသမုဒ္ဒရာထဲကမာဒါဂတ်စကာကျွန်းနိုင်ငံမှာမကြာခဏတအားပြတ်တောက်မှုနဲ့ရှည်ပြတ်တောက်မှုတွေကြောင်းစက်တင်ဘာလ25ရက်နေ့ကြာတာပြည်နေမှာလူပေါင်းထောင်နဲ့ချီလမ်းမော်ထွက်ဆန္ဒပြခဲ့ကြပြီးအာဏာပိုင်တွေဟာမငြိမ်မသက်ဖြစ်မှုတွေကြောင်းတည်ငြိမ်မှုပြန်ရအောင်မြို့တော်အန်တာနာနာရီဗိုမှာနေဝင်ချိန်ကနေအာယုံတက်ချိန်ထိညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လူငယ်အများစုရဲ့တွန်းအားပေးမှုနဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကြီးကနေတဆင့်စုစည်းလှုပ်ဆောင်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာမြ мян ဆန်ဆန်ပဲအချိန်မြင့်လာခဲ့ပါတယ်။မွန်လွယ်ပိုင်းမှာအချိန်နေပြင်းထန်လာပြီးရဲတပ်ဖွဲ့ဝင်တွေဟာရာဘာကြီးစံတွေနဲ့မြေယူဘုံတွေနဲ့ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေကိုလူစုခွဲခဲ့ပါတယ်။တမရအန်ဒရီရာဂျိုအီလီနာနဲ့ဆက်ဆက်တဲ့နိုင်ငံရေးသမားတွေရဲ့နေအိမ်တွေကိုလည်းတိုက်ခိုက်ခံခဲ့ရပြီးအစိုးရအုပ်ချုပ်ရေးအပေါ်လူလူစိတ်မကြေမနက်ဖြစ်မှုနှန့်ရှိုင်းနေတာကိုအလေးထားဖော်ပြနေပါတယ်။ဒါကိုတွန်းပြန်ဆောင်ရွက်တဲ့ နေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာည9:00နာရီကနေမနက်9:00နာရီအထိညမထွက်ရအမိန်ထုတ်ပြန်ခဲ့ပြီးတည်ငြိမ်မှုကိုပြန်လည်ရရှိချိန်အထိညမထွက်ရအမိန်ကိုဆက်လက်ထားရှိအောင်မယ်လို့မျှော်လင့်ရပါတယ်ရှင်။ဒီဗီယိုမြင်တဲ့ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမရုံကခတ်တာပါကျေးဇူးတင်ပါတယ်ရှင်